အလုံးမင်္ဂလာပါရှင်ချုပ်မယ်နော်ပန်ပွင့်ကိုချုပ်တဲ့အခါငါးပွေပဲရှိတဲ့အတွက်ချုပ်တဲ့အခါအလေအားထားပြီးချုပ်မယ်နော်ဟိုဘက်6ခုဒီဘက်6ခုကိုအလေအားထားပြီးချုပ်မယ်ဖို့မီအစားထွက်ထားတဲ့နေရာကိုခေါင်းထားမယ်နော်ညလုံးအလေအားထားပြီးချုပ်မယ် ဒီမျိုး၃ခုရှိမှာနော်ဒီဘက်ကတင်းနဲ့တော့တင်းတော့ဒီလိုပဲ6ဒီဘက်6ပေါင်းဖုံးပြီးညီပြီးတော့ချုပ်သွားမယ်နော်မလေးကွင်းကြီးရှိတယ်လေကွင်းကြီးထဲမှာနှစ်ချဲယူပြီးထုံးမယ်နော် ။အင်းချီစားလေးတွေပါခါလဲထိုးပါမယ်နော်။နည်းနည်းတော့ရှုံမယ်နော်။ပြီးရင်ဒီဘေးအပေါင်းနဲ့ခနာကွင်းထဲမှာ ခနာကွင်းထဲကိုပြန်ထည့်ပြီးတခါပြန်ထိုးမယ်နော်။အင်းကွင်းထဲကိုနှစ်ခါထည့်ပြီးထိုးမယ်နော်။ ပြီးရင်ဟိုဘက်ဖွင့်မိဒီဘက်ဖွင့်မိထိုးပြီးတော့ချုပ်သွားပါเนาะ ောင်းဆိုတာအကွင်းနဲ့အလိုပဲနှခနှခချုံမယ်နော်အကွင်းနဲ့နှခထည့်ပြီးတော့နှစ်ချက်ထိုးမယ် အဲ့ဒါဒီလိုပုံစံလေးရမယ်ပေါ့နော်ပြီးတော့ခြေကိုဖြတ်လိုက်မယ်။ဖုတ်မိတဲ့ခြေကိုဖြတ်ပါနော်။ ပြန်ရနောက်တစ်ခုကြတော့ဘေးကနေထားပြီးချုံမယ်နော်။ခြေဆောက်ကိုခေါင်းမှာပဲထားလို့ဆိုဆိုရလို့မျိုးနော်။ကြဲဒီမှာ green tea ထဲကနေစပြီးတော့စချုံမယ်။ဒီ green tea ထဲမှာကြတော့နှစ်ခါချုံမယ်နော်။ Okay, ဘီရဒီလိုလိုရမှာနော်။အရင်ဆုံး6ရင်ဘီရနေပဲအရင်စချုပ်ပါ။ဘီရအပေါ်ကနေထိုက်ချုပ်ပါ။ဒီနေရာမှာခြေကိုဖြတ်ပြီးတော့ချုပ်လိုက်ရတယ်။လူတခါလဲဆက်ပြီးတော့ချုပ်ရမယ်ဆိုလည်းရတယ်နော်။ဘီရဆော့ဆော့အတိုင်းပဲနော်။တပေါက်တတိုင်းတပေါက်တတိုင်းဒီ queen ကြီးထဲမှာကြာတော့လေနှစ်တိုင်းထိုးရပါမယ်နော်။ခြေသားတွေပါရင်မဖြတ်ရင်တခါလဲဆက်ပြီးထိုးရပါနော်။ ကယ်ဒီလိုလေးနေနော်ငါခုပြင်အောင်ချုပ်သွားပါနော်ဟိုဘက်ဒီဘက်ငါခုပြင်အောင်ချုပ်ပါဒီဘက်မှာနားလည်းခုထပ်ချုပ်မယ်ပြင်ရင်နဘေးစီးတဲ့ခေါင်းကျိုးပါတခါလည်းချုပ်ရမယ်နော်ဒီနဘေးမှာကြတော့ပြီးမှဒီနဘေးရခါပြန်ချုပ်ပြီးနဘေးစီးခေါင်းကျိုးခါပြန်ချုပ်မယ် ရဲ့ဒီမှာဒီဘဲဟာတင်းနဲ့တောင်းလေးငါးခုချုပ်ပြီးမပီးစီကျိုးလဲတပဲ့ထိုးပြီးွားပြပြီနော်ဒီဘဲလည်းဒီဘဲအလိုမျိုးပဲထိုးပြမယ်ဖြစ်ပါတယ်နှစ်ဖက်လုံးကထိုးမြအတူတူပဲနော်ဒီဘက်မှာကျတော့ဒီအောက်ထိဆင်းပြီးယူထားပါတယ်เนาะ ပြီးရင်ဒီမှာတိုင်ရှည်လေးတွေနဲ့ဆက်ပြီးထိုးထားတယ်။ပုံမှန်တိုင်ရှည်လေးကြီးကျွဲထိုးထားပါတယ်။နောက်ခုဆက်ပြီးပါရင်ဆိုရင်ဒီနာထီဒီနာထီပြန်ဆက်မယ်နော်။နေမှာနှစ်သုံးခုရှိပါတယ်။သုံးခုတစ်ခုကဆက်လိုက်ပြီးနောက်နှစ်ခုကျန်တယ်ပေါ့လား။အဲ့နှစ်ခုကိုတစ်ခါပြန်ဆက်မယ်နော်။ ခဲ့ဒီမှာနော်ဇုံဒီဆက်ပြီးပြီးဒီကြီးဆက်မလားဘလုံး9ခါရှိရမယ်ပြီးရင်ဒီမျိုးပြောင်းပြန်ပြန်လိုက်မယ်နော်ပြောင်းပြန်ပြန်ပြီးဒီဘက်မှာလည်းတိုင်ရှည်ဒီမှာ9တိုင်6တိုင်အောင်တည်ဘူးเนาะရည်ပြီးတော့ထိုးသွားပါเนาะ 6တိုင်ထိုးလာပြီဆိုရင်ဒီ0ဒီပဲပြန်လဲမယ်နော်ပြန်လဲပြီးရင်ဒီပထမဆုံးပေါက်မှာတိုင်ရှည်ထိုးမယ်တိုင်ရှည်5တိုင်ထိုးရမှာဖြစ်ပါတယ်တပေါက်တစ်တိုင်စီနော်တိုင်ရှည် ပြီးရင်ဒီကွင်းကြီးထဲမှာလက်တိုင်ထပ်တို့မနော်ကလုံး၅တိုင်၅တိုင်ထိုးပြီးပါလို့ရှိရင်ညတော့ဖုံးမိထိုးမယ်ဒီနေ့ဖုံးမိ၃ချက်ထိုးပြီးဒီဘက်ကိုပြန်လှည့်မယ်ဒီပဲပြန်လိုက်ပြီဆိုရင်တိုင်ရှိ၁၀တိုင်ထိုးမယ်နော် ဒီဘော55နဲ့16တန်းဒီဘောเนาะတပေါင်းတစ်တိုင်စီနဲ့10တိုင်ထိုးမယ်เนาะ ကဲဒီမှာတော့ဆယ်တိုင်ပြီးပါရဲ့နော်ပြီးရင်တဲ2 3ပုံမီ3ချက်ထိုးမယ်ပြီးရင်ပရမပေါ့မှာမထိုးဘူးဒုတိယပေါ့မှာထိုးမယ်နော်ဗမာပြည်ဆိုရင်ရှော့လာမှာဖြစ်ပါတယ်ညားလာမှာမဟုတ်ပဲရှော့လာမှာဖြစ်ပါတယ် နောက်အတန်းလေးလည်းအဲ့လိုပဲရှော့ပြီးထိုးလာမယ်။ဘိုးတိုင်းနေရှင်းတိုင်းရှင်းတိုင်းနေခုနှစ်တိုင်းခုနှစ်တိုင်းနေ6တိုင်းဖြစ်လာရမယ်နော်။ဒီလိုတိတ်တီးပေါ့နော်။၄5 6 6 5 3နေ့တိတ်တီးပေါ့နော်။ပြန်ဖုံးမိ၃ချဲထပ်ထုံးမယ် ပြီးရင်တပေါက်လျှော့ပြီးတော့ထိုးမယ်နော်ခဏပြောထားတဲ့အတိုင်းပဲလျှော့ပြီးထိုးရမယ်နော် ဒီဘက်ကလူမျိုးပဲเนาะဒီမျိုးရှော့ရှော့ရှော့ရဲ့နောက်ဆုံးမှာဒီလူမျိုးဖြစ်ရမယ်ကဲဒီမှာနောက်ဆုံးဒီထိုးလာပြီးပါပြီနောက်ဆုံးမှာကြတော့တတိုင်းပဲကြံ့လေနော် ပြီးရင်ကိုကခါဆိုင်ဗလောက်လဲပေါ့နော်ခါဒီမှာခါ35ချက်ထိုးထားပါတယ်ဖော်မီ35ချက်ငွေကြီးတော့ပိန်တယ်ဝါတယ်ဆိုတော့20 25လောက်လဲရပါတယ် 35ချက်ထိုးပြီးရနောက်ထပ်3ချက်ထပ်ထိုးမယ်ပြီးရင်4ပေါင်းမြောက်မှာတိုင်ရှည်3တိုင်ထိုးမယ်တတိုင်နော်နောက်ထပ်တတိုင်ပြီးရနောက်ထပ်တတိုင်ပြီးရဖုံးမီ3ချက်ထိုးမယ်ပြီးရအဲ့ဒီပေါက်ထဲမှာပဲရှက်ကော်လဲနဲ့ပြန်ဆဲလိုက်မယ် ပြီးရင်ဖုံးပြီးတဆင်းယူပြီးခြေကိုအဆုံးသတ်ပါခြေသားကိုကြတော့လေဖုံးပြီးထိုးထားတဲ့ကြားထဲမှာပဲအစာသိမ့်လိုက်ပါ င်ပြီးပြီနော်နှစ်ဖက်လောက်အဲ့လိုပဲရပါမယ်เนาะပြီးရင်ဒီလိုပုံစံလေးရမယ်เนาะကျေးဇူးပေးရတဲ့အားလုံးကျေးဇူးတင်ပါတယ် like ထို့ကိုအဆင်ပြေကြပါစေလို့မျှော်လင့်ပါတယ်ဒီ video လေးကို like and share subscribe လေးလုပ်ဖို့မမေ့နဲ့เนาะ